ဒီကနေ့မှာတော့တရားမျိုးသားလူမျိုးရေးတပ်မတော် TNL ကအွန်လိုင်းကနေသတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ခဲ့ပါတယ်စစ်ကောင်စီနဲ့ဆွေးနွေးမှုတွေမှာမူလရည်တည်ချက်အတိုင်းသွားမယ်လို့တန်းတပ်မတော် TNL ကပြောလိုက်ပါတယ်တရုတ်နိုင်ငံကဂျာဝင်စီစဉ်ပေးတဲ့စစ်ကောင်စီနဲ့တွဲဆုံမှုတွေကိုဆက်လုပ်မှာဖြစ်ပေမဲ့ပြည်သူလူထုကိုလေချောင်းအပြင်ဒီလက်နက်ကြီးနဲ့တိုက်ခိုက်မှုတွေကိုမလုပ်ဖို့တော့တောင်းဆိုသွားမယ်လို့ TNL ကဒီနေ့လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်ဧပြီလနောက်ဆုံးအပတ်ကတရုတ် ်နိုင်ငံကုမင်းမှာလှုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာ DNL ကတင်ထားတဲ့နောင်ချိုကြောင်မဲတီဘောမိုးကုတ်မိုးမိတ်စတဲ့မြို့တွေကိုပြန်ပေးဖို့စစ်ကောင်စီကတောင်းဆိုခဲ့ပါတယ်။ဒါကို DNL ဘက်ကလက်မခံခဲ့တဲ့အတွက်ဆွေးနွေးပွဲကအဆုံးသတ်ခဲ့ပါတယ်။အဲ့ဒီဆွေးနွေးပွဲနောက်ပိုင်းမှာတော့စစ်ကောင်စီက DNL ကထိန်းချုပ်ထားတဲ့နေမြေတွေတဲကို drone လက်နက်ကြီးတွေအပြင်ဒီလေကြောင်းကနေတိုက်ခိုက်မှုပေါင်းအကြိမ်ကြီးတထောင်ကျော်လှုပ်ခဲ့တယ်လို့လည်း DNL ဘက်ကထုတ်ပြန်ထားပါတယ်။တစ်ဖက် ်မှာလည်းတရုံနယ်စစ်ကောင်စီတပ်ရဲ့ပိတ်ဆို့မှုတွေကြောင့်ဒီပုံများလာနေတဲ့အတွက်ဒေသခံလူထုဟာကုန်ပစ္စည်းရှာပမှုတွေနောက်ပြီးတော့ကုန်စည်နှုန်းအဆမတန်တက်တာတွေနဲ့ရင်ဆိုင်နေကြရပါတယ်။တစ်ဖက်မှာတော့ KIA ဒီကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့လည်းဆက်ဆံရေးကမဟာမိတ်မှုအပေါ်မှာရပ်တည်ပြီးဆွေးနွေးသွားမှာဖြစ်တဲ့အတွက်စိုးရိမ်စရာမရှိဘူးလို့ပြောဆိုထားပါတယ်။